arbitrage လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲ arbitrage ဆိုတာဈေးကွက်တနေရာမှာဈေးတတတတနဲ့ဝယ်ယူပြီးတော့ချက်ချင်းပဲတခြားဈေးကွက်တနေရာမှာဈေးတင်ရောင်းပြီး risk free profit ရှာတာကိုဆိုလိုတာပဲဖြစ်ပါတယ်။ဒါဖြစ်ရင် risk free profit ဆိုတာကရော risk free profit ဆိုတာကတော့ဘောနော်ဥပမာလေးနဲ့ပြောရရင်မဖြူကဖုံးဆိုင်ကနေပြီးတော့မှတသိန်းနံဖုံးလေးတစ်လုံးကိုဝယ်လာတယ်။အိမ်ရောက်တော့မဖြူရဲ့အမဖြစ်သူမနီက အဲဖုန်းလေးကိုကြိုက်လိုက်တာပြန်ရောင်းပေးလို့ပြောတဲ့ခါမှာမဖြူကသူ့အမဖြစ်သူကိုဒီတိုင်းမရောင်းပေးဘူးတသိန်းတထောင်နဲ့ဈေးတင်ပြီးတော့မှပြန်ရောင်းပေးလိုက်တယ်။ဒါဆိုလို့ရှိရင်တထောင်က risk free profit ပဲဖြစ်ပါတယ်။ဆုံးရှုံးနိုင်ခြေ risk ကိုစိုးရိမ်စရာမလိုဘဲနဲ့ကိုယ့်ဘက်ကနေတထောင်တတလေးနဲ့အမြဲရလိုက်တာပေါ့နော်။ဒါဆိုရင် solo ရင်းဖြစ်တဲ့ arbitrage ကိုတည်ကြည့်ကြရအောင်။ London ရွှေတုံးဈေးကွက်မှာရွှေတအောင်စကို ဒေါ်လာ3000ပေါက်စီရှိနေတဲ့အချိန်မှာဒူဘိုင်းကရွှေ3စည်းကွက်မှာတော့3000နဲ့2ဒေါ်လာပေါက်စီရှိနေတယ်ဆိုပါစို့ commodity trader ကြီးတယောက်ဟာဆိုရင်လန်ဒန်ရွှေ3စည်းကွက်ကနေပြီးတော့မှရွှေတအောင်စကိုဝယ်ပြီးအခါမှာချက်ချင်းပဲဒူဘိုင်းစည်းကွက်မှာသွားရောင်းတဲ့အခါမှာ risk free profit 2ဒေါ်လာရလိုက်မှာဖြစ်ပါတယ်ဒါဟာ arbitrage လုပ်လိုက်တာပါပဲရွှေရဲမှမဟုတ်ဘူး stock share စည်းကွက်နိုင်ငံခြားငွေကြေးစည်းကွက်နဲ့ ခရစ်ပတိုငွေကြေးဈေးကွက်တို့မှာလည်း arbitrage လုပ်လို့ရပါတယ်။ဥပမာ New York Stock Exchange မှာ ABC share ဈေးကတစ်စောင်ကိုဒေါ်လာ100ပေါင်ဈေးရှိနေတဲ့အချိန်မှာ London Stock Exchange မှာတော့တရားနဲ့ဒေါ်လာ ပေါင်ဈေးရှိနေတယ်ဆိုလို့ရှိရင် arbitrage လုပ်ဖို့အတွက်အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။ arbitrage လုပ်ခြင်းရဲ့ကောင်းကျိုးတွေကတော့ပစ္စည်းတစ်ခုကိုအချိန်ကြံ့ကြာမှုမရှိဘဲနဲ့ချက်ချင်းရောင်းထုတ်လို့ရနိုင်တယ်။ ဆုံးရှုံးနိုင်ခြေတွေကိုစိုးရိမ်စရာမလိုဘဲနဲ့ဈေး မပြောင်းခင်လေးတွေမှာခက်သက်သက်လေးပြန်ရောင်းလိုက်ခြင်းအပြင် risk free profit တွေရှာနိုင်တယ်။ကို့မှာယင်းနှီးငွေမရှိဘဲနဲ့တောင်မှာ arbitrage လုပ်လို့ရပါတယ်။ financial market ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် arbitrage တွေဟာ stock share တွေကိုဝယ်ဖို့ကိုယ့်ရဲ့ငွေတွေအရင်းအနည်းတွေမဆိုင်ထုတ်ဘဲနဲ့တောင်မှာ risk free profit တွေရှာလို့ရတယ်။ ဥပမာ ABC share ကိုစောင့်ရီ100လောက်ဝယ်ပြီး arbitrage လုပ်ခြင်း ਨੇ အဲ့ဒီလောက်စောင့်ရီအများကြီးဝယ်ဖို့ငွေအရင်းအနှီးမဆိုင်ထုတ်နိုင်ဘူးဆိုရင်ချင်းငွေယူပြီးတော့မှချက်ချင်းပဲ ABC share ကိုဝယ်အမြတ်ပပနဲ့ချက်ချင်းရောင်းပြီးတော့မှ arbitrage လုပ်လိုက်မယ် ရောင်းပြီးသွားတဲ့ခါမှာချက်ချင်းမေပြန်ဆက်လိုက်မယ်စတဲ့ဖြင့်အရင်မလိုဘဲနဲ့ arbitrage လုပ်လို့ရနိုင်ပါတယ်။ဒီကနေ့ခေတ်အခါမှာတော့နီးပညာမြင့်လာတာနဲ့အမျှကဘာတော်ကဈေးနှုန်းပေါက်ဈေးတွေကိုအချိန်နဲ့တပြေးညီတရှိနိုင်တာကြောင့် arbitrage opportunities တွေဟာရှားတစ်ထက်ရှားလာတာမျိုးလည်းဖြစ်ပါတယ်။